ကဲလို့မိတ်ဆွေဟာကုတ်တင်ရေးတာကိုလည်းမသိဘူး AI အသုံးချဖို့လည်းခက်တွေးနေရဆိုရင်ဒီဗီဒီယိုအဆုံးထိကြည့်ပြီးတဲ့အခါပြောင်းလဲသွားမှာပါအရင်ဆုံးဒီ website မှာကိုကြည့်မင်းနဲ့ကိုအကောင့်ဖွင့်မယ်ပထမဆုံးအနေနဲ့ small game တွေအများကြီးပါတဲ့ website တစ်ခုကိုဖန်တီးကြည့်ပါမယ် website ဖန်တီးဖို့လိုအပ်တဲ့ prompt ကိုတော့ကျွန်တော်က ChatGPT မှာရင်ထုတ်ပြီးမှဒီဘက်မှာပြန်ကူးထည့်လိုက်ပါတယ်ဒီနေရာမှာကိုရေးထည့်ပေးတဲ့အကြောင်းအရာအသေးစိတ်ကိုမူတည်ပြီး AI ကဖန်တီးပေးမှဖြစ်လို့မိမိလိုအပ်တဲ့ဟာကိုအသေးစိတ်ရေးပြီးခိုင်းနိုင်ရင်တော့အကောင်းဆုံးလွတ်ဆပ်ရပါပါ prompt ရေးထည့်ပြီးပြီဆိုရင်တော့ AI ကကိုခိုင်းလိုက်တဲ့ dashboard မူတည်ပြီးကုတ်တွေကိုရေးပေးနေမှာဖြစ်ပါတယ်။ကိုခိုင်းလိုက်တဲ့ dashboard မူတည်ပြီးတော့ second 30နာရီနဲ့2မိနစ်လောက်ထိကြာတတ်ပါတယ်။ကုတ်တွေအကုန်လုံးပြီးပြီဆိုရင်တော့ကျွန်တော်တို့ထုတ်ထားတဲ့ခင်းလေးဆော့လို့ရများစမ်းကြည့်ပါမယ်။ ဗီဒီယိုထဲမှာမြင်နေရတဲ့အတိုင်း gain တွေရဲ့ function တွေကောင်းကောင်းအလုပ်လုပ်နေတာကိုတွေ့ရမှာပါနောက်ထပ်တစ်ခုကတော့ဒီ AI နဲ့ပဲတပ်ပုံတွေရဲ့ background တွေကိုဖျောက်လို့ရမယ့် app တစ်ခုကိုဖန်တီးကြည့်မှာပဲဖြစ်ပါတယ်။ Sona လို့ပဲ prompt ကို ChatGPT မှာအရင်ထုတ်ထားပြီးဒီမှာပြန်ကူးထည့်လိုက်ပါတယ်။ ကောက်တွယ်ခုံပြီးွားရေးဆိုရင်တော့တကယ်ပဲ background ဖျောက်လို့ရမှာစမ်းကြည့်ကြပါမယ်အခုဗီဒီယိုမှာမြင်နေရသလိုပဲ cloud ချက်နှိမ့်လိုက်ရုံနဲ့ပုံတွေကို background ဖျောက်ပေးမဲ့ app တစ်ခုရလာပြီပဲဖြစ်ပါတယ် background ဖျောက်ထားတဲ့ပုံကိုလည်း png အဖြစ် download ဆွဲပြီးတော့ကိုယ့်ရဲ့ computer နဲ့ကိုယ့်ရဲ့ phone နဲ့ကိုတင်ထားလို့ရပါသေးတယ် ကျွန်တော်အခုဗီဒီယိုမှာပြသသလိုပဲ Mayfair အနေနဲ့ဘာမှမသိဘူးဆိုရင်တော့ daily life မှာလိုအပ်တဲ့ app တွေ website တွေကိုဒီ AI တို့သုံးပြီးကိုလိုအပ်သလိုဖန်တီးအသုံးပြုလို့ရနိုင်ပါတယ်။ကိုယ်တိုင်ကကုတ်တင်နဲ့ကျွမ်းကျင်နေဆိုရင်တော့ဒီထပ်ပုံပိုက်တဲ့အရာတွေကိုဒီ AI တို့နဲ့ဖန်တီးလို့ရမှာပါ။ Mayfair ရောဘယ်လို app တွေ website တွေကိုဒီ AI နဲ့ဖန်တီးပြလဲဆိုတာ comment မှာမှန်းငယ်ပေးပါဦး။